အခုငါအတင်းတရားမလားလို့ဂျင်ဆောင်ကမေးတဲ့အခါဘေးကလူတွေကအဲ့ကျောင်းနံပါတ်300ကောင်ကတခုလုံးပို့တင်းနေပြီ သူ့ကိုဝိုင်းထားကြငါတို့ကပိုအင်အားများတယ်ကွာဝိုင်းထားကြဆိုကာဂျင်ဆောင်ကိုဝိုင်းထားကြပါတယ်ထိုအစ်ကျက်ကိုနေနေတဲ့ဂျင်ဆောင်တို့ဆရာကဂျင်ဆန်မင်းဒီလောက်အထိထစ်လာမယ်မှန်ငါမသိခဲ့ဘူးမင်းအခုတလောစူးစမ်းနေတာကိုတော့ငါသိပါတယ်ဒါပေမဲ့အခုချိန်ဒီမင်းရဲ့စူးစမ်းမှုတွေကိုငါလစ်လို့ရှုခဲ့မိတာဘာဖြစ်လို့လဲဆိုတော့အဆုံးမှာမင်းကအဆင့် F မဟုတ်လို့လေငါမင်းကိုမကြင်ကြောင်းကြောင်းတော့မယ်ចောင်းသားတယောက်အနေနဲ့တွေးပြီးတော့မင်းကိုလစ်လို့ရှုထားခဲ့မိတာမင်းကအဆင့် F ထင်နေပြီးတော့မင်းဘလောက်တမ်းမာလာလဲဆိုတာကိုတော့ငါတတိမထမိခဲ့ဘူး အဲ့ဒါကမင်းအားထုတ်မှုတွေရဲ့အရာလက်ဖြစ်ဖြစ်ဒါမှမဟုတ်ဖုံးဝဲထားတဲ့အရေးချင်းပဲဖြစ်ဖြစ်မင်းတမလာနိုင်နေဆိုတဲ့အချက်ထင်နိုင်နေဆိုတာကိုတော့ငါတတိမထားခဲ့မိဘူးဆရာဆဲဝင်းကြီးကအဆင်ရှိရလို့ဆရာထင်လားအမ်ဒါပေါ့မင်းအတိပြောနေတာတော့ဟုတ်ရဲ့လားဟာဟာဟာဆရာတယောက်ရဲ့တာဝန်ကကြောင်းသားတွေတူတာအောင်လုပ်ပေးဖို့ပဲဒါပေမဲ့မင်းရဲ့အသွေးအမြင်တွေကိုကြားပြီးတာတော့ငါညက်လုံးမှိတ်ပြီးပတ်လိုက်မလို့မုံတိခဲ့တယ်ငါကုညီဖို့တော့မသွေးခဲ့မိဘူးအာဒါပေမဲ့မင်းကတော့ဂျင်ဆန်ပတ်ဂျင်ဆန်လို့သွေးကနောင်နာရပြီးတော့ငါတောင်းပန်ပါလေဂျင်ဆန် လို့ထောက်ဟောပါတယ်ဒါကြောင့်ចောင်းကြီးကအထိတ်တလန့်ဖြစ်သွားပြီဟေးရုပ်သိကြီးဘာထောက်လုပ်တာလဲ လို့မေးပေမဲ့ဂျင်းဆောင်လို့ဆရာကတောက်ခံတာကွာဂျင်းဆန်မင်းဘာလုပ်လဲဆိုတာပြလိုက်ပြလိုက်စမ်းမကွာဆိုပြီးအော်နေတဲ့အတွက်ကြောင်ကြီးကနားမခံနိုင်တော့ပဲဇမင်အလေခွန်းနဲ့ဆရာကိုခေါ်ထုတ်သွားခိုင်းပါတယ်ဘာရီလုံးနေရလဲတက်စုတစေခေါင်းဆောင်တက်ရင်ပူချုပ်ကချက်ဖို့ပြောနေရလीလို့ပြောကဆွဲခေါ်နေပြီပေမဲ့ဂျင်းဆောင်လို့ဆရာကပြလိုက်ဂျင်းဆန်စိတ်ဝိညာဉ်တွေကြားမှာအဆင်မရှိဘူးဆိုတာသူတို့ကိုပြလိုက်လို့အော်ဟစ်ခါပါသွားပါတယ်ဒီအချိန်နေကြောက်ကြောင်ကြီးစိတ်ထဲမှာတော့ချီပဲဘလူးလုံးဒီလိုအဆုံးတက်သွားရတာလဲဂုံကြီးအပ်တဲ့ကြောင်သားဖြစ်ပြီးမိမောင်းထုတ်ခံရမဲ့ဂင်ဆန်ယုံကညံ့ညံ့ထုတ်ခံလိုက်ရပြီးတော့အခု ုတန်ဖိုးမရှိတဲ့အဆင့် F ဇက်ရက်ကအာယုံဆိုင်တာခံနေရတယ်ဒီလိုအထင်မခံနိုင်ဘူးတရင်တော့သူရောက်မလာခင်ငါသူ့ကိုအထောက်ခံရအောင်လုပ်မဖြစ်မယ်တချို့လူတွေအတွက်စိတ်ဆွမ်းတဲ့ဘွယ်ကပိုကျိုးရှိတာလားအနီးကတိုက်ကြတဲ့စိတ်ဆွမ်းတာတွေနဲ့ကြောင်းသားတွေကအကုန်လုံးတကြိုင်နဲ့ထဲဝင်လုံးမှုခန့်နေကြတဲ့ပုံပဲအဲ့ဒါကသူတို့ရဲ့စိတ်ဆွမ်းအဆင့်တွေမတူကြလို့လားဒါဆိုဟုတ်တယ်သူ့ရဲ့ကိုယ်ခံကဘလောက်ဝင်းနှင်းညစ်ဒီလောက်လူတွေအများကြီးကိုရင်ဆိုင်တိုက်ခိုက်တာကသူ့ရဲ့ကိုယ်ခံအားကိုဟိုးအောက်ဆုံးထိ ကြသွားစီမှာပဲလို့သွေးကအเจ้าကြီးကစိတ်ဆွမ်းအားတွေပိတ်အကုန်လုံးမင်းတို့ရဲ့စိတ်ဆွမ်းအားတွေကိုပိတ်ကြစိတ်ဆွမ်းပိတ် လို့ကြင်ညာလိုက်ပါတယ်ဒီကြင်ညာချက်ကြောင့်ဂျင်းဆောင်ကဟူးကြောင်းစက္ကန့်30ကြုံမပြောတော့ဘူးလားအင်းခင်ဗျားအဲ့လိုလုပ်မယ်ဆိုတာသိပါတယ်လို့ပြောရင်ဂျင်းဆောင်စိတ်ထဲမှာတော့စောစောတုန်းကအဖွဲခေါင်းဆောင်တန်တိုင်းကိုဆွဲထုတ်လိုက်တဲ့နေရံကတော်တော်ပါတယ်အဲ့ဒါကညဉ့်ညံအလောတကြီးနဲ့စောက်လိုက်ရလို့လားဒါမှမဟုတ်ပတ်စံချွေသားစောက်ချင်လို့လားဆိုတာတော့ငါမသိပေမဲ့ဒီလိုအထူမျိုးကလေ့ကျင့်နေနေတုန်းကကြောက်တုံးလူထွက်တော့ပျက်စီးလွယ်မယ်လို့သွေးက ျူးထွားတာလားဖက်ပြေးဖို့အတွက်နဲ့နေရန်ကိုထီဝီငါတို့ကိုမျက်စိမမြင်အောင်လှုပ်လိုက်တာလားလို့ကြောင်းသားတွေကပြောတော့ဂျင်ဆောင်းကတန်တိုင်းကိုကိုင်းရင်ထွက်ပြေးတာဟုတ်လားငါ့မှာဒီကနေလှုပ်ဖို့ရည်ရွယ်ချက်ကိုမရှိပါဘူးကွာမင်းတို့ကပဲအဝေးကြီးကိုရွေးကြရမှာလို့ပြောနေတော့ဟမ်ငါငါတို့အဆုတ်ခံနေရပြီတီးကြထိုကြည့်ချက်ကိုညင်နေတဲ့စီနီယာမမကအာဟုတ်တာပဲဒါကအစ်စ်ဖွင့်ထားတဲ့အဆောင်အုံပဲဟာကို ထို့နောက်ပြန်ပွဲကွင်းထဲကအကြောင်းသား14ယောက်ဟာစီးပြင်ကိုထွက်သွားတဲ့အတွက်ပြန်ပွဲကနေထွက်လိုက်ရပါတယ်။ထို့နောက်ဂျင်ဆောင်းကကြောက်ကြောက်မော့မော့နဲ့ဝင်လာပြီးအများကြီးကြံနေတာပဲလို့ညှိနေပါတယ်။ကြံနေတဲ့အကြောင်းသားတွေကတော့ဒီပုံစံအတိုင်းနေကြ။ငါတို့အိတ်ကောင်ကိုထုတ်ပြင်းမှရမယ်ဆိုကလှုပ်ရှားဖို့လှုပ်တော့ဟမ်ငါချက်တို့တွေကလေးလိုက်တာလို့ညှိနေပါတယ်။ဂျင်ဆောင်းကတော့စိတ်ထဲကနေမိဖက်နဲ့တွေကရေတွေနဲ့တည်နေလို့လေလို့အသွေးထဲကနေတယောနေပါတယ်။ဒီအဖြစ်ချက်ကိုညင်နေတဲ့အကြောင်းကြီးကချီပဲအထိတ်ပဲမရှိတာပဲကွာ။ဒီကောင်တယောက်ကိုတော့သူတို့ထုတ်မပြနိုင်ကြဘူးလားလို့ဒေါတာတကြီးနဲ့တယောနေပါတယ်။ ယ်။နောက်မှရက်နေတဲ့ senior ဟန်ဆောင်ဟိုကတော့စိတ်ထဲကနေဒီကတုတ်ချင်းတိုက်ပွဲကခဏတာအသင်းအဖွဲ့ကျွမ်းကျင်မှုနဲ့ပြည်တနာထီရှင်းနည်းတွေကိုလေ့ကျင့်ပေးဖို့စီစဉ်ထားတဲ့ပညာပေးစစ်ပွဲသင်ခန်းစာပဲ။ဒါပေမဲ့တယောက်ချင်းစီကိုအမှတ်ပေးတဲ့စီးနှင်းကြောင့်သူတို့ကတတိမထားမိပဲကိုယ့်အသက်ကိုပဲဦးစားပေးလာကြတယ်။ပြီးတော့သူတို့မှရှိတဲ့နမတ်တွေကအကျိုးကျေးဇူးတွေရနေတော့သူတို့ရဲ့ဆုံးဖြတ်ချက်ချတဲ့အရေးချင်းတွေလည်းပိုဆိုးလာကြတယ်။ကျောင်းရဲ့အတော်မတက်ပဲစံချိန်မရှိတဲ့စစ်ပွဲအခြေအနေကကျောင်းသားတွေကြားမှာဗျံပဒါအဖြစ်လာစေတယ်။အဲ့ဒါထက်ဦးစီးဦးဆောင်လုပ်တဲ့လေ့ကျင့်စစ်သားကျောင်းနံပါတ်5ကတခြားဟာတွေထက်ပတ်ကျင်ဆံ ကိုအရင်ဖယ်ပြဖို့စုံလုံးမှိတ်ပြီးဦးစားပေးလုပ်နေတာဒါကလူတယောက်ချင်းစီကိုသူတို့ရဲ့လှုပ်ဆောင်မှုပေါ်မူတည်ပြီးအစင်းသတ်မှတ်ပေးတဲ့ကြုံရစစ်ပွဲတစ်ခုပဲပတ်ချင်းဆောင်ကိုဖယ်ထုတ်ဖို့ကိုပဲအာယုံစိုက်ဖို့ရွေးချယ်တာကအမှားတစ်ခုပဲအစင်း F ထင်နေလို့သူတို့အထင်သေးခံနေရတဲ့ပတ်ချင်းဆောင်ကအခုလက်ရှိသူ့ရဲ့တိုက်ခိုက်ရေးကအရင်ကအစင်းနဲ့ကွာခြားထားတဲ့အတိုင်းပဲပတ်ချင်းဆောင်ကသူတို့ရဲ့ဆုံးဖြတ်နိုင်တဲ့အခြေချင်းတွေကိုဖုံးအုပ်နေတာဒီကရုတ်ချင်းတိုက်ပွဲကကမောက်ကမအခြေအနေကြီးဖြစ်ပြီးတော့ဆုံးသက်သွားတဲ့အခြေအနေမှာတော့မင်းကျေးဇူးကြောင့်ဒုရီးယားနှစ်တွေကကြီးမားတဲ့တင်ကစားတစ်ခုတင်ယူလိုက်ရမှာပါလို့ သွေးကတဲုံနေပါတော့တယ်။ကွင်းထဲမှာတော့ဂျင်ဆောင်းကိုအကြောင်းသားအများစုကဝိုင်းထားကြပြီးတော့ဂျင်ဆောင်းကခြေလန့်တစ်ချက်တက်သွားပါတယ်။ဒါကြောင့်အကြောင်းသားတွေကသူ့ပုံစံတက်သွားပြီးအကုန်လုံးတစ်ခါတည်းသူ့ကိုခုံးကြသူကဝိုင်းပြီးတော့အုပ်ထားကြပါတယ်။အဲ့ကောင်ရန်နိုင်ုံပဲရှိတာသူ့ကိုဖိထားကြ။ဒါနိဂိန်းရဲ့အဆုံးသက်ပဲအဆင့် F ဘာလဲငါတို့က9ရောက်တောင်လေသူဘလို့လို့စိတ်ဆွာမရှိပဲခုခံနေရတယ်လေနောက်လူတွေထက်လာကြဒီလာခဲ့ကြဆိုကလူများနဲ့ဝိုင်းဝန်းဖိထားကြပါလေဒီအဖြစ်ချက်ကိုညီနဲ့ကြောက်အောင်ကြီးကအိုးဟုတ်တယ်ဒီလိုပဲလို့အာဝါတာပြောနေချိန်မှာဖုန်းဝင်လာပါတယ်ဒါကြောင့်ကြောက်အောင်ကြီးကဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက်ဆက်စိတ်ဆွာကတရင်တာအက်ဒီတာချုပ်ပဲသူရောက်လာပြီးထင်းတယ်ပတ်ချင်ဆန်းကအဲ့ထဲမှာပဲရှိနေသေးပေမဲ့ဒီအချင်းနေအတိုင်းတာဆိုရင်အက်ဒီတာချုပ်ဝင်မလာခင်သူအထောက်ခံမှာပဲလို့သူကဖုန်းကင်လိုက်ပြီးဟုတ်ကဲ့ဟုတ်ကဲ့ဒါကဟောင်းအထက်တန်းကြောင်းရဲ့ကြောင်းဥပါအခုဝင်လာလို့ရပါပြီလို့ပြောလိုက်ပါတယ်အသွေးထဲမှာလည်းသူတို့ ို့စိတ်ဆွာတုံးနေတဲ့အပိုင်းကိုတရလာရင်ပိုကောင်းမှာပေါ့ဟမ်လို့သွေးကအာတည့်ရင်ပူချုံမှာကျင်ညာလိုက်ပြီးအခုကနေစပြီးစိတ်ဆွာတွေကိုဖွင့်ကြအခုစိတ်ဆွာတွေကိုတုံးလို့ရပြီငါတို့အခုဒုရီယာပွဲစဉ်တဝက်ကိုရောက်နေပြီပဲကြံနေခဲ့တဲ့ចောင်းသားတွေစီကအထုံးမှုအမိုက်စာတွေညှောင်းနေထားပါတယ်ငါစိတ်ရောကိုပါအပေးလို့အမိတ်ပေးနေတုံးမှာပဲဂျင်းဆောင်ကိုဖိထားတယ်ចောင်းသားအုပ်ကြီးကစတင်လှုပ်နေပါတယ်ဒါကုန်သေးတဲ့ចောင်းအုပ်ကြီးကမထင်နိုင်တာလို့အံ့ဩတကြီးနဲ့ပြောနေတုံးမှာပဲပွင့်နေရဂျင်းဆောင်ကိုအုပ်ထားတဲ့ចောင်းသားတွေကဟာဒီကောင်စိတ်ဆွာတိုက်ပွဲမရောက်ခင်အထိအချင်းစွဲနေခဲ့တာလားဟေးနောက် လာခဲ့ဘူးငါတို့မနိုင်တော့ဘူးလို့တခြားလူတွေကိုခေါ်နေတော့အောက်မှာရှိတဲ့လူတွေကဟေးငါ့ကိုလည်းအထုတ်ခံရတဲ့အထိဖိကြတော့မလို့လားဖိတ်ကောင်းလို့ရတော့ဖေးစမ်းဆိုပြီးအချင်းချင်းစကားညားနေကြပါတယ်ထိုချင်းအောက်မှာရှိတဲ့ဂျင်ဆောင်ကသူတို့ကဇုံမီအဖွဲဝင်လေးလို့နှိမ့်နိုင်လှုပ်ဆောင်ကြမယ်ဆိုရင်ငါအထုတ်ခံရပြီလားကြပြီလို့သွေးကအကုန်တုံးလိုက်ပါတယ်ငါထင်သားတယ်လို့ပဲငါ့ရဲ့ညာဘက်လက်နဲ့ပဲဆိုရင်စွမ်းအလုံးလုံးလောက်လောက်မရှိဘူးဒါဆိုရင် မင်းတို့ကဒီတိုင်းဝင်ရုံတုံးကလူစုပဲလို့ပြောနေတာကိုကြောင်းကကြည်ရင်ဒီကောင်ကတကယ်ပဲဇုံမိအစ်စ်လားလို့အထိတ်တလန့်ချင်းနေတော့နောက်ကနေလူတယောက်ကဝင်လာပါတယ် ဝင်လာတဲ့သူကတော့မင်္ဂလာပါဟောင်းအထက်တန်းကျောင်းရဲ့ကျောင်းအုပ်လို့မိတ်ဆက်လိုက်တဲ့အတွက်ကျောင်းအုပ်ကအိုးရောက်လာပြီပဲအေဒီတာချုပ်ဆိုကပြန်လဲမိတ်ဆက်လိုက်ပါတယ်အေဒီတာချုပ်ကပဲအရေးကြီးတဲ့လေ့ကျင့်အနေနဲ့မှာကျွန်တော်တို့ကိုဝင်ပြီးမှတ်တမ်းတင်ဖို့ခွင့်ပြုပေးတဲ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်အဲ့ဒါကကျေးဇူးဆက်တယ်လို့တောင်ပြောလို့မရဘူးဒါကဟောင်းကျောင်းသားတွေရဲ့ကြီးမားတဲ့အားစိုက်ထုတ်မှုတွေလေသူတို့ကိုအသေးချာမှတ်တမ်းတင်ပေးပါမယ်လို့ပြောရင်ဒီပိုင်းလေးတော့ဒီမှာပဲပြီးဆုံးသွားပါပြီအေဒီတာချုပ်ရှိမှာဂျင်းဆောင်ဘလူတွေထက်ကြံအောင်လဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ